ချစ်ခင်လေးစားအပ်တဲ့ကြပြာချစ်သူများမင်္ဂလာပါခင်ဗျာမတ်လ28ရက်နေ့ကကျွန်တော်တို့တိုင်းပြည်ငယ်လျင်တန်းတင့်ကြရတာအလုံးအသိပါပဲမြို့ကြီးမြို့ငယ်ကျေးရွာတွေပါ မကြံအသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးကြရတာ အတော်မတတ်နိုင်အောင်ပါပဲတကယ့်ကိုခြေခွဲเสียတုံလုတ်เสียပါအဲ့ဒါလို့ငယ်လျင်တန်းခံရတဲ့မြို့တွေထဲမှာ မန္တလေးမြို့လည်းပါဝင်ခဲ့ပါတယ်။တမျိုးသားလုံးမျက်နှိုးတံပိုးထားတဲ့နန်းတော်မုတ်ဦးနဲ့နန်းတော်တတိုင်းပြိုကျဒါကအစလူနေတိုက်တာနဲ့ဖျားကြောင်းကန်တွေပြိုပြက်ခဲ့ကြရပါတယ်။ပြည်သူတို့ချို့အသက်ဆုံးရှုံးမိဆုံးဖဆုံးမိသားစုတွေသေကွဲကွဲကြရပါတယ်။တကယ့်ကို ကြေကွဲနာကျင်စရာကောင်းကြရပါတယ်။ တဘာဝဘေးဥပကကျွန်တော်တို့ပြည်သူတွေကမှရွေးပြီးပြစ်မှတ်ထားခဲ့လေသလားမန္တလေးမြို့ကြီးဟာကူပါကဲပါတစားစားအော်ဟေရင် ပထမတော့သွေးပြက်ခြောက်ခြားခဲ့ရပါတယ်နောက်တော့မှမန်းသူမန်းသားတွေပြန်လဲစုယုံလာကြပြီးတဘာဝဘေးဒဏ်ကိုအတူတကွကုစားကြရိုင်းပင်းကြဖေးမှကြနဲ့တကယ့်ကိုအံ့ဩစရာ ရှိလာခဲ့ပါတယ်တောတာရှင်များခင်ဗျာ သရင်တစ်ခုမှဆိုရင်ငလျင် ဖြစ်တော့ဖခင်နဲ့အကိုဖြစ်သူက ပြိုကျတဲ့တိုက်အောက်ပါသွားခဲ့လို့ကြံရစ်သူ လူငယ်လေးတယောက်အကြောင်းသတင်းတင်ဆက်ထားတာပါအဲ့ဒီလူငယ်ဟာဖခင်နဲ့အကိုစွန့်လွတ်ခဲ့ရပေမဲ့ကူညီကယ်ဆယ်ရေးအလုပ်တွေကိုကယ်ဆယ်ရေးသမားများနဲ့အတူ တွဲပြီးနေညမပြတ်အားကြိုးမှန်တဲ့လုပ်နေတယ်ဆိုတဲ့သတင်းပါပဲဒီသတင်းကိုဖတ်ရတွေ့ရတော့ မန္တလေးသူ မန္တလေးသားတွေရဲ့စိတ်ဓာတ်ခွန်အားကိုဖြတ်ခနဲကျွန်တော်သွားတွေးမိပါတယ်တခါတော့ကသမိုင်းပညာရှင်ဒေါက်တာတန်းထွန်းပြောခဲ့ဘူးတဲ့စကားတခုပါမန္တလေးမြို့ကိုမီးဘုံတဲကထပ်ပြန်တဲ့ငှက်နဲ့တူတယ်တဲ့မန္တလေးမြို့ဟာခေအဆက်ဆက်နဲ့ဘေးဥပအန္တရာယ်တွေဘယ်လိုပဲကြုံခဲ့ရပါစေအမြဲတမ်းပြန်လဲရှင်သန်နိုင်တဲ့ မြို့တမြို့ဖြစ်တာမို့ဖိနှိငှက်နဲ့တင်စားပြောဆိုခဲ့တာပါ ဟုတ်ပါတယ်အခုလဲတကမာလုံးကို အာဩတုံလှုပ်သွားစီတဲ့ငလျင်ကြီးတခုမြမာပြည်ကိုလှုပ်ခတ်တဲ့အခါမန္တလေးမြို့လဲရှေဆုံးတန်းက ဖြစ်ခဲ့ ထိခိုက်ခဲ့ရပါတယ်ပျက်စီးမှုအများဆုံးလူအသေးပြောက်အများဆုံးဖြစ်ခဲ့ပါတယ်တော်တာရှင်များခင်ဗျာ ငလျင်တန်းကို မန္တလေးမြို့အပြင်းထန်ခံခဲ့ရတာမှန်ပါတယ်ဒါပေမဲ့မန္တလေးသူ မန္တလေးသားတွေဒီတဘာဝဘေးဥပဒဏ်ကိုအညံ့ခံအရှုံးပေးပြီးဘဝကိုလက်မြောက်လိုက်ကြမယ်လို့များတောတာရှင်များထင်လန့်မိပါသလားဟောဒီကဗျာကိုနားဆင်ကြည့်ပါ ရေးဖွဲ့တဲ့ကဗျာဆရာကစံငိမ့်ဦးဖြစ်ပါတယ်ကဗျာရဲ့ခေါင်းစည်းအမိကဖိနစ် မျိုးတဲ့နားဆင်ကြည့်ပါဖိနစ်မျိုးအလံများ လွင့်ခဲ့ဘူးသလိုအလံများကျခဲ့တနတ်တန်ညံခဲ့ဘူးသလိုဆဲလဲတန်ပါခဲ့ပြီးရန်သူမျိုးငါးပါးပြတ်စံများကတ်ကြီး၃ပါးအော်ပရာများဒီမှာညကိုကျယ်များ ပြန်လဲတက်ဆင်ကပြာပုံတဲကအချိန်ချင်းထား ဘယ်တော့မှပါတော်မမူတဲ့စိတ်ဓာတ်ကထီးဖြူကိုမိုးပလင်ကိုခံဘယ်တော့မှနေမဝင်တဲ့ချစ်စိတ်ကတိုင်းကိုဆွဲ ကျိုင်းကိုကိုင်းဒီမြေဒီရေဒီလေဟာခန္ဓာကိုယ်မှာလေပတ်သွေးအုပ်စုတစ်ခုဒီကုံဒီအစင်းဒီတခြင်းဟာ အသက်ရှူမှုအတွက်အကူကရိယာ ငရဲမှာခံခဲ့ဘူးသလိုနတ်ပြည်မှာလည်းစံခဲ့ဘူးရာအခုတင့်တောင်ပန်အတွက်ရွှေဆိုင်တစ်ချက်အလွမ်းနဲ့ခတ်လို့လှူဒန်းလိုက်တယ်ဆိုကြပါစို့တောတာရှင်ကြ བྱ ချစ်သူများခင်ဗျာကြ བྱ ဆရာစံငိမ့်ဥကလည်းမန္တလေးမြို့ကိုဒေါက်တာတန်းထွန်းနေသူမိဘုံတွေကပဲ ရှင်တန်ထမြောက် ပြန်ထွက်လာနိုင်တဲ့ငှက်ဖိနစ်ငှက်အဖြစ်တင်စားဖွဲ့ဆို့ လိုက်ပါပြီကျွန်တော်ကတခုဖြည့်ဆွဲ့ပြောရင်ဏီကုန်းချုပ်ချင်ပါတယ်မြမပြည်ကငလျင်တန်ခံရရတဲ့မြို့တူအလုံးဟာမန္တလေးမြို့လိုပဲမိဘုံတွေကရှင်သန်ပြန်ထွက်နိုင်တဲ့ဖိနစ်ငှက်များတာဖြစ်တယ်ဆိုတာယုံကြည်မိပါတယ်ကျွန်တော်ငြင်းဝေပါ